ရှင် Tomorrow News and IT မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ခေလေးခေစလုံးကောင်းစားသော Chrony ဥဇော်ဝင်းရှင်စစ်တပ်ကအာဏာသိမ်းပြီးနောက်စကောင်းစားမယောင်းလိုက်တရသည့်အလူတန်းပွဲတိုင်းတွင်မြန်မာပြည်အတန်ငယ်ဆုံး Chrony ဥဇော်ဝင်းရှင်ကိုအမြဲလိုလိုတွေ့ရပါတယ်။ဖျားတဲ့ကြောင်းဆောင် ရေပင်မဆာ၍ငလျင်ပေတိစကောင်းစီအားလူတန်းသူများထဲတွင်အေယာဟင်းသာကုမ္ပဏီအုပ်စုအကြီးကဥဇော်ဝင်းရှင်အမြဲလိုလိုပါလိရှိပါတယ်။ အသက်အရွယ်အဖြစ်90မပြည့်သေးတော့လေမြန်မာနိုင်ငံတွင်ဗန်နစ်ဆက်သွယ်လုပ်ငန်းပိုင်ဆိုင်သည့်ခရိုနီတူဦးဖြစ်လာနေပါသည်ယခုကဲ့သို့ငငယ်ရွယ်ဖြစ် ခရိုနီဖြစ်လာသည်မှလည်းခလေးခေတ်စလုံးအဆင်ပြေအောင်နေထိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်မြန်မာပြည်မှခရိုနီများသည့်သူတို့ခေတ်ကောင်းသည့်တစ်ချိန်ရှိခဲ့ကြပါသည်ဥတေစာသည်နိုင်ငံတော်ညီဝဲ့ပြည်ပြမှုတိဆောက်ရေးဖွဲ့နာဝတာခေတ်တွင် အစဉ်ပြေတော်လဲဥသိန်းစင်ခင်းနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေတ်တွင်အစဉ်မပြေခဲ့ပင် အလားတူကမ္ဘောစားပဲ KBZ အကြီးကဲဦးအောင်ကိုဝင်းသည်နာဝတာခက်ဦးသိန်းစင်ခင်းနေစကောင်းစီခက်တွင်အဆင်ပြေခဲ့တော်လဲ NLD ခက်တွင်တိတ်အဆင်မပြေခဲ့ပင်အေဒင်ဦးချစ်ခိုင်းသည်နာဝတာခက်တွင်အဆင်ပြေခဲ့တော်လဲဦးသိန်းစင်ခင်းနေစကောင်းစီခက်တွင်အဆင်မပြေခဲ့ပင်ဇေကဘာဦးခင်ရှိသည်ဦးခင်ညောအောင်စာကြည့်ချိန်တွင်အဆင်ပြေခဲ့တော့လဲစစ်ကောင်စီခေတ်တွင်အဆင်မပြေခဲ့ပေ ဥဇဝင်းရှိန်တူတီတာခေလေးခေစလုံးအစဉ်ပြေခဲ့သူဖြစ်ပါတယ်။သဝတာခေတွင်ဥဇဝင်းရှိန်သည်တာမန်ဆန်တင်ပို့ရောင်းချသည့်လုပ်ငန်းရှင်တူဖြစ်ပါတယ်။သို့သောစစ်ထောက်ချုပ်တာဝန်ယူခဲ့သည့်ဒုဗိုလ်ချုပ်ကြီးတီဟာသူရာတရားမြင့်ဦးဤတာနှင့်ယင်းနီလာပြီးတော့မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ဆန်တင်ပို့ခြင်းလုပ်ငန်းကို လုပ်ပိုင်ခွင့်ရရှိလာခဲ့ပါတယ်။ထို့နောက်စစ်ထောက်ချုပ်ဤတာနှင့်ပေါင်းကဆန်တင်ပို့ခြင်းဆောက်လုပ်ရေးလုပ်ငန်းဆောင်းစီတင်သွင်းခြင်းနှင့် စစ်တမ်းနဲ့ဆိုင်သောလုပ်ငန်းများလုံးပိုင်ခွင့်ရကခရိုနီအသေးစားဖြစ်လာခဲ့ပါတယ်။စစ်တာချုပ်ထူပိုချုပ်ကြီးတီဟာသူရတဲအောင်မြင့်ဦးအနားယူသွားပြီးရဲ့နောက်စစ်တာချုပ်ဖြစ်လာသည့်ဒူပိုချုပ်ကြီးဝေလွင်နဲ့လည်းအဆင်ပြေခဲ့ပါတယ်။ဒူပိုချုပ်ကြီးဝေလွင်အင်တာနဲ့အချိုးတူပူပေါင်းကစစ်တမ်းနဲ့ပတ်သက်သောလုပ်ငန်းများလုံးပိုင်ခွင့်ထပ်မံရရှိလာပြီးရဲ့နောက်ပုံမှန်ချမ်းသာလာခဲ့ပါတယ်။နာဝတာခေတ်တွင် ခရိုနီအသေးစားဖြစ်လာသောအေယာဟင်းသာကုမ္ပဏီအုပ်စုအကြီးကဦးစော်ဝင်းရှိန်သည်တမရဦးသိန်းစိန်ခေတွင်လည်းဆက်လက်အစဉ်ပြေးခဲ့ပါသည်တမရဦးသိန်းစိန်ဆိုရလက်ထက်တွင်စူပါဝင်ကြီးဟုခေါ်ကြသောတမရရုံဝင်ကြီးဦးစိုးသိန်းဤနောက်လိုက်လုပ်ခဲ့ပါသည်ဦးစိုးသိန်းသွားသည့်ခီစဉ်တော်တော်များများတွင်ဦးစော်ဝင်းရှိန်လိုက်ပါလိရှိပါသည်တမရဦးသိန်းစိန်ခေတွင်တမရရုံဝင်ကြီးဦးစိုးသိန်းနှင့်ပေါင်းကအစိုးရပိုင်းလေးလံများရယူနိုင်ခဲ့ပါသည် ဆူရပိုင်မြေကွက်များအားတမိုးနယ်စွာဖြင့်ရရှိခဲ့ပါသည်။ထင်ရှားသောဥပမာတစ်ခုအနေဖြင့်ရန်ကုန်မြို့ရှိစစ်သမိုင်းပြတိုက်မြေနေရအားလုပိုင်ခွင့်ရရှိခဲ့ပါသည်။ A-Bank အမည်ဖြင့်ဘလုံငန်းတစ်ခုလုပိုင်ခွင့်ရရှိခဲ့ပါသည်။ထို့ပြင် AOD တိုင်းဝင်ကြီးချုပ်ဦးတင်အောင်နဲ့ဦးစုံဝင်းရှိန်တို့သည်ယင်းင်းသူများဖြစ်ကြသည်ထို့ကြောင့် AOD တိုင်းတွင်ရှိလက်မည်များအောင်စမှုဆောင်မြေဖြစ်ပြောင်းလဲကပသိမ်စမှုဆောင်မြို့တော်ကိုတည်ဆောက်ခဲ့ပါသည် တမရဥသိန်းစင်ဆူရလက်ထက်တွင်စစ်ဘက်ရာလုံချုံရင်ရရှိဆာယခတာဝန်ယူခဲ့သူဒူဘိုချိုကြီးကျော်ဆွေဤသားကိုအီယာဟင်းသားကုမ္ပဏီတွင်ဒရိုက်တာအဖြစ်ခန့်အပ်ခဲ့ပါသည်စစ်ဘိုချုံများနှင့်အဆင်ပြေခဲ့သောဦးစိုးဝင်းရှင်သည် NLD အဆူရလက်ထက်တွင်လည်းဆက်လက်အဆင်ပြေအောင်နေထိုင်ခဲ့ပါသည် NLD အစိုးရလက်ထက်တွင်ထိတ်တန်ကောင်းဆောင်တူဦးဖြစ်သည့်ဦးဝင်းထိန်နှင့်ယင်းသောဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပါသည် ထို့ပြင် NLD အစိုးရလက်ထက်တွင်စီမံဘဏ္ဍာဝင်ကြီးလုပ်ခဲ့သူဦးကျော်ဝင်းမှာဦးကျော်ဝင်းရှင်ဤကုမ္ပဏီတွင်အလုပ်လုပ်ခဲ့သည့်လူရင်းတဦးဖြစ်သည်ဦးကျော်ဝင်းရှင်ရွေးပေးသည့်သူများသာဝင်းကြီးဦးကျော်ဝင်းဤကြီးပါခီစင်များတွင်လိုက်ပါခွင့်ရကြသည့်အသည့်ပိုင်သူဖြစ်ပါသည်ဝင်ကြီးဦးကျော်ဝင်းကျင်းပသည့်နေပြောက်ကတိရိုက်ပြိုင်ပွဲကိုဦးကျော်ဝင်းရှင်ကတဖက်လေးဖြင့်စပွန်ဆာပေးခဲ့ပါသည်။အဆိုပါကိစ္စစစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက်ဝင်ကြီးဦးကျော်ဝင်းရာထူးမှအနာပေးခြင်းခံခဲ့ရပါသည်။ NLD အစိုးရလက်ထက်တွင်ဥဆောင်ဝင်းရှိန်သည်လုပ်ပိုင်ခွင့်များစွာရရှိခဲ့ပါသည်။ဥပမာအားဖြင့် A Bank တခုတည်းသော Commercial Bank လုပ်ငန်းလိုင်းစရာရှိခဲ့ပါသည်။ထို့ပြင်ရှမ်းပြည်နယ်မုံမိတ်မြို့နီးရှေလီမြစ်ပေါ်တွင်တည်ဆောက်မည့်ရှယ်လီရီအာလျက်စစ်စီမံကိန်းအပိုင်း၃ကိုလည်းလုပ်ပိုင်ခွင့်ရရှိခဲ့ပါသည်။ထို့ကဲ့သို့ NLD ဆိုရလက်ထက်တွင်အထွန်းခွင့်ရရရှိခဲ့သောဦးဇော်ဝင်းရှိန်သည်စစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီခေတ်တွင်လည်းဆက်လက်အစဉ်ပြေခဲ့ပါသည်။ ်ထို့ကဲ့သို့ NLD အစိုးရလက်ထက်တွင်အထူးခွင့်ရရခဲ့သောဦးစိုးဝင်းရှင်သည်စစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီခေတွင်လည်းဆက်လက်အစဉ်ပြေးခဲ့ပါသည်ဦးစိုးဝင်းရှင်သည်စစ်ကောင်စီခေဦးတွင်လောက်ပိုင်ခွဲများစွာရရှိခဲ့သောဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့်အစဉ်ပြေးခဲ့ပါသည်ထို့ပြင်စစ်ပရေးရလုံချုံရရှိချုံဆာယခပူချုပ်ကြီးရဲဝင်ဦးနဲ့လဲဆက်စပ်ရင်းကောင်းခဲ့ပါတယ်ထို့ကြောင့်လဲဦးစိုးဝင်းရှင်သည်စကောက်စီခေတွင်အဆင်ပြေနေပါတယ် လက်ရှိစစ်တောက်ချုပ်ဒူဘိုချုပ်ကြီးစောဟိန်းနဲ့လဲဆက်ဆံရေးကောင်းတဲ့အတွက်စစ်တပ်နဲ့ပတ်သက်သောလုပ်ငန်းများဆက်လက်လုပ်ပိုင်းခွင့်ရရှိခဲ့ပါတယ်။စကောင်စီခေတ်တွင်တတိယအလုံးအပြန်ဆိုင်ဝဲကြသည့် Orido Telecom ကုမ္ပဏီများကိုဦးစောဝင်းရှိန်သာဝယ်ယူခွင့်ရရှိခဲ့ပါတယ်။ထို့ကြောင့်လည်းမြန်မာနိုင်ငံတွင် အသက်အငယ်ဆုံးဘန်နင်းဆက်သွယ်ကုမ္ပဏီပိုင်းသည့် Crony ဖြစ်လာခဲ့ပါတယ်။ ဤသို့ဖြင့်ဦးဇော်ဝင်းရှင်သည်တခက်ပြီးတခက်ပို့ပို့ချမ်းသာလာခဲ့ပြီးစကောင်းစီခဲ့တွင် ခရိုနီကြီးများနှင့်အပြိုင်စကောင်းစီကိုလှူဒန်းပေးကမ်းနိုင်သူဖြစ်လာခဲ့ပါရရှင်။ဆလပီတင်ဆက်ပြီးချန်နယ်သတင်းကြောင်းလေးရုံမန္တလေးဥပိုတောင်တွင် အစ္စလမ်ဘာသာဝင်များဤနေထူနေမြန်ကိုပိုင်နီဤအင်းနေကိုပြပြစွတောင်းခွင့်စကောင်းစီကပြင်ထားဆိုတဲ့သတင်းလေးကို တင်ဆက်ပေးပါမယ်။ မန္တလေးဥပုအကျဉ်းထောင်တွင်ယနေ့အစ္စလမ်ဘာသာဝင်များ၏နေထူနေမြန်အင်းနေကြရောက်တော်လဲအစ္စလမ်ဘာသာဝင်အကျဉ်းသားအကျဉ်းသူများကိုဝေပြူစုတောင်းခွင့်စကားစီကားပိတ်ပင်ထားကြောင်းအကျဉ်းထောင်တရေမြေကပြောဆိုထားပါသည်ယနေ့ဇွန်လ9ရက်နေ့သည်အစ္စလမ်ဘာသာဝင်များ၏နေထူနေမြန်ကွန်ပါနီအီအင်းနေဖြစ်တော်လဲမန္တလေးဥပုအကျဉ်းထောင်တွင်ဝေပြူစုတောင်းခွင့်လုံးဝပိတ်ပင်လိုက်ကြောင်း ဝေပြူစူတောင်းခွင့်ပေးပင်ရခြင်းမှာလုံခြုံရေးအရအာမခံချက်မရှိဟုဆိုသောအကြောင်းပြချက်ဖြင့်စကောင်းစီကပေးပင်ထားခြင်းဖြစ်ကြောင်းသိရပါသည်ဒီကနေ့အင်းနေဝေပြူစူတောင်းပွဲတွေစူတောင်းဝေပြူခွင့်မပေးတော့ဘူးလုံခြုံရေးအရအာမခံချက်မရှိလို့မပေးတော့ဆိုပြီးပေးပင်ထားတယ်ဘာသာရေးအခမ်းအနားကိုပေးပင်ထားတာပါလို့ဥပိုလ်ထောင်တဲ့မြေကပြောဆိုထားပါသည် မက်လာ28ရက်နေ့မန္တလေးတွင်ပြင်းအား9.3အဆင့်ရှိစကိုင်းကလင်းကြီးလှုပ်ခတ်ခဲ့ခြင်းကမန္တလေးဥပိုလ်ထောင်တွင်တွင်အကျဉ်းသားများကိုစကောင်းစီဝင်ထမ်းများအဆောင်များဖွင့်မပေးခဲ့ပေပိတ်ထားခဲ့ကြောင်းထို့ကြောင့်ငလင်းလှုပ်ခတ်မှုကြောင့်အဆောင်များပြိုကျခြင်းတည်ဆုံးမှုများဖြစ်ပေါ်ခဲ့ပြီးယင်းချိန်နှင့်ပတ်သက်၍အကျဉ်းသားများနှင့်အကျဉ်းဦးစီးဌာနဝင်ထမ်းများကြားပြဿနာဖြစ်ပေါ်ခဲ့ကြောင်းရည်ပြသနာကြောင့်ယနေ့အချိန်ထိအကျဉ်းသားများစွာကိုစစ်ခေါင်စီကတိုက်ပိတ်ထားဆဲဖြစ်ကြောင်းသိရှိရပါသည် မတ်လ28ရက်နေ့ငလျင်လုတ်တဲ့အချိန်ကအဆောင်တွေကိုအကျဉ်းဦးစီးဌာနဝန်ထမ်းတွေကတော့ခပ်ပေးထားခဲ့လို့တည်ဆုံးထိခိုက်မှုတွေဖြစ်ခဲ့တယ်။အဲဒီမှာအကျဉ်းထောင်ဝန်ထမ်းတွေနဲ့အကျဉ်းသားတွေကြားမှာပြဿနာဖြစ်တယ်။အဲဒီအချိန်ကစကားများရန်ဖြစ်ခဲ့တဲ့အစ္စလမ်ဘာသာဝင်အကျဉ်းသားတွေကိုခုချိန်ထိတိုက်ပိတ်ထားခဲ့တယ်။အခုထိမလွတ်သေးပါဘူး။အဲဒီနေ့ဖြစ်ပျက်ကိုအညှို့ထပြီးဒီကနေ့အင်းနေ့ဝေပြူမှုအတွက်လုံးချုံရင်အကြောင်းပြပြီးပြိပင်လိုက်တာပါလို့ ဥပုထောင်တဲ့မြေကဆက်လက်ပြောဆိုထားပါရင်မန္တလေးဥပုအကျဉ်းထောင်နဲ့မတ်လ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလျင်တန်းကြောင့်နိုင်ငံအကျဉ်းသူကျင်းသားများပါဝင်အကျဉ်းသား30ကျော်တည်ဆောင်ခဲ့ကြောင်းနိုင်ငံ့ကျန်းသားများကိုကုညီနေသည့်အဖွဲ့အစည်းခုနှစ်ဖွဲ့ကဧပြီလ20ရက်နေ့တွင်သတင်းထုတ်ပြန်ထားပါသည်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသတ်ပါစေ။အားလုံးပဲကိုယ်စိတ်နှပြစမ်းမရှင်လန်းကြပါစေရှင်။